BBC မြန်မာပိုင်းအစီအစဉ်ရဲ့ထုတ်လွှင့်ချက်တွေကို podcast ကနေရယူနိုင်တဲ့အတွက်ကျေးဇူးတင်ပါတယ်။နောက်ဆုံးရသတင်းတွေနဲ့စိတ်ဝင်စားဖို့အစီအစဉ်တွေကို BBC Bamis.com မှာလည်းဝင်ရောက်ကြည့်ရှုနိုင်ပါတယ်။ င်္ဂလာညချမ်းပါခင်ဗျာအောက်တိုဘာလ20ရက်တနင်္လာညချမ်း BBC မြန်မာပိုင်းအစီအစဉ်လေးကိုလန်ဒန်ကတင်ဆက်ပေးနေပါပြီဒီညနားဆင်ရမယ့်အထဲအစ္စရေးရဲ့တင်ကားပြစ်ခတ်မှုကြောင့်ဂါဇာအရှေ့ပိုင်းကအပြစ်ရစဲရေးမြင်းနာမှလူ3ယောက်သေဆုံးတဲ့ကြောင်းပြင်ဒီကြက်ချင်းစစ်ကြရတော့တော်တော်များရှင်းထုတ်လာပြီပါအဲ့ဒီမှာတို့ဆောင်ရတဲ့ပုံမှာရအစိုးရအဖွဲ့ကဝိုင်းဝန်းပြီးတော့ပုံဆောင်ရသေးပါတယ် ိုင်းနယ်ဇက်ကငွေလိန်လုပ်ငန်းတွေရှိတဲ့ကီကီပါကိုဝင်စီတယ်ဆိုပြီးစစ်တပ်ကသတင်းထုတ်တဲ့ကြောင်းနဲ့ကလေးတမှုနဲ့ကလေးကံကောလန်းတွေကိုစစ်တပ်ကစစ်ကြောင်းထိုးနေတဲ့သတင်းတွေကို တင်ဆက်ပေးဖို့ရှိပါတယ်။ဒီညအစည်းအဝေးကိုကျွန်တော်ဘိုးဘိုးကတင်ဆက်ပေးထားပါတယ်။ဣသရေလတင်ကားနဲ့ပြစ်ခတ်မှုကြောင့်ဂါဇာအရှေ့ပိုင်းက အပြစ်ရဆဲရေးမြင်းနားမှလူ၃ယောက်သေဆုံးကြောင်းသိရပါတယ်။နေဆက်ကိုဖျက်ပြီးတော့လမ်းမူရမ်းမူလာတဲ့သူတွေကိုပြစ်ခတ်ခဲ့ကြောင်းအစ္စရေးစစ်တပ်ကဆိုပါတယ်။မြေတူးဆက်တီနဲ့ဒိန်နေဆက်စီးမြင်းနေရာတွေကိုပြထားတဲ့ဗီဒီယိုကိုလည်းအစ္စရေးကထုတ်ပြန်ခဲ့ပါတယ်။ မနေ့ကလေအစ္စရေးစစ်သား2ယောက်သေဆုံးမှုအတွက်ဟာမတ်စ်ကိုပြစ်တင်ခဲ့ပြီးတဲ့နောက်ဂါဇာပြည်ရစေးရီယာယီကျူပောက်ခဲ့ပါတယ်။အဲ့ဒီမှာအစ္စရေးက၄ကျောင်းကနေတက်ခိုက်လို့ပါလက်စတိုင်း60ကျော်သေဆုံးခဲ့တာပါ။အမေရိကန်သမ္မတထရမ့်ရဲ့ထူးကိုယ်စားလှယ်တွေအစ္စရေးမှာရောက်နေကြပြီးငြင်းချမ်းရေးအစီအစဉ်ဒုတိယဆင့်ကိုစဖို့တိုက်တွန်းမယ်ဆိုပြီးမျှော်လင့်ရပါတယ်။ဂျပန်နိုင်ငံမှာအာနာယလစ်ဘရယ်ဒီမိုကရက်ပါတီနဲ့ မဟာမိတ်ပါတီငယ်တစ်ခုညွန်ပေါင်းဆိုရဖွဲ့ဖို့သဘောတူလက်မှတ်ထိုးလိုက်ပြီးတဲ့နောက်ဆာနိုင်းတကိုင်ချီပထမဆုံးဂျပန်မျိုးသမီးဝင်ကြီးချုပ်ဖြစ်ဖို့လမ်းပွင့်ပေးလိုက်ပါတယ်။ဂျပန်အောက်လွှတ်တော်မှာမစ္စတာကိုင်ချီကိုဝင်ကြီးချုပ်ခန့်ရေးမဲခွဲဆုံးဖြတ်ဖို့တရက်လိုမှာပဲ LDP နဲ့လက်ရရင်ဂျပန်သက်လွင်ပါတီ KIP ကြားမှာသဘောတူညီမှုပေါ်ထွက်လာတာပါ။64နှစ်ရွယ်မစ္စတာကိုင်ချီကို LDP ပါတီရဲ့ လက်ရခိုင်ကတရုတ်ဆန့်ကျင်တဲ့ရှေးယိုးဆန်သူဖြစ်ရှုမြင်ကြပါလေပြည်ထောင်နိုင်ငံပဲရစ်မြို့တော်ကလူ့ပြရိုက်ကိုပေါ်တင်ဝင်ပြီးဓမြတိုက်ခိုင်ရပြီးနောက်တနေ့မှာပဲရင်းချေးမှုဌာနတွေအတွက်လုံခြုံရေးသုံးသက်ချက်ကို ပြင်သစ်ဆိုရကချက်ချင်းထုတ်ပြန်ခဲ့ပါလေဒီခိုးယွမှုကပြင်သစ်ရဲ့စိတ်ပြတ်ဖွဲ့ရာအနေထားကိုမိပေါင်းထိုးပြလိုက်ကြောင်းပြင်းထန်ပြည်တည်းရေးဝင်ကြီးကီရယ်ဒါမန်နန်ကဆိုပါတယ်သခိုးတွေကမြို့လေကောင်မှာ ရင်းတင်ထားတဲ့ truck ကားကိုရက်ပြီးတော့မိနစ်ပိုင်းတွင်ပြက်လိုက်တဲ့ချိုးဖြတ်ပြီးတော့ဝင်လာက အဖိုးမဖြတ်နိုင်တဲ့ရတနာတွေကိုယူသွားခဲ့ပါတယ်။ဒီဓမြမှုကိုရာဇဝတ်ဂိုင်းတကိုင်းရဲ့လက်ချက်လိုယူဆပြီးစုံတောက်ရောက်60လောက်နဲ့တရားခံတွေကိုဖမ်းဖို့ကြိုးစားနေပါတယ်။လူဖျက်တဲ့ကိုတော့ခုရတိပိတ်ထားဆဲဖြစ်ပါတယ်။အင်ဒိုနီးရှားနိုင်ငံမှာတရားမဝင် သံပြူတူးဖော်မှုနဲ့မှောင်ခိုရောင်းချမှုတွေကြောင့်နှစ်စဉ်ဒေါ်လာ 2ဘီလီယံကျော်ဆုံးရှုံးနေကြောင်းသမရပရာဘိုဘိုဆူဘီယန်တိုကပြောကြားခဲ့ပါတယ်။ Electronic ကနေပြီးဖန်တယ်ထိပြုလို့ရမှာသုံးကြတဲ့သံပြူတွေပေါ်ကျော်ဝရဲကျွန်းနေမှာလုံခြုံရေးတိုးချဖို့လေဒီလာစမ်းပိုင်းကအင်ဒိုနီးရှားသမရကမိန့်ထုတ်ခဲ့ပါတယ်။ဒါပေမဲ့လေသံပြူတွေခိုးတူးတဲ့မိုင်းတွေကအများကြီးရှိနေသေးတာမို့20နီးပါးချအောင် ဆုံးရှုံးမှုကတိတာနေစေဖြစ်ကြောင်းသမရကဝန်ခံပြောကြားခဲ့ပါတယ်။ ဒီနှစ်ပေါင်း20အတွင်းဒေါ်လာဘီလီယံ90နီးပါးထိ ဆုံးရှုံးခဲ့ပြီးဒီငွေတွေနဲ့နိုင်ငံ ဖွံ့ဖြိုးရေးကိုကောင်းကောင်းလုပ်လို့ရတယ်ဆိုပြီးတော့သမရပရာပိုဝူကပြောကြားခဲ့ပါတယ်။တောင်ကိုရီးယားမှာတော့ဒီနှစ်စံပိုင်းက၈နှစ်ရွယ်ကျောင်းသူကိုသေအောင်ဓာတ်နဲ့ထိုးခဲ့တဲ့ကျောင်းဆရာမတယောက်ကိုတရားရုံးကထောင်ဒဏ်တစ်သက်ချမှတ်ခဲ့ပါတယ်။ နိုင်ငံလေပိုင်းဒေကျွန်းမြို့ကစာသင်ကန်းတွေကိုကျောင်းသူကိုဖျားယောင်းခေါ်ဆောင်ပြီးဆ iam မမြောင်ကြဝင်ကတပ်ဖြစ်ခဲ့တာပါ မစ်မြောင်ရဲ့ကျူးလွန်မှုကရက်ဆက်လွန်အားကြီးလို့သေရန်ပေးဖို့ထိအဆိုအရှင်တွေကတောင်းဆိုခဲ့ကြပါတယ်သူရဲ့နောက်ဆုံးဝန်ခံချက်မှာစိတ်ရောဂါနဲ့လုံးပတ်နေရတဲ့ဆိုတဲ့မစ်မြောင်ကသေဆုံးသူမိသားစုကိုတောင်းပန်ခဲ့ပါတယ် မြမကိုပေးတဲ့လူသားချင်းစာနာမှုကူညီတွေကို မြေပြင်မှာမှန်တကယ်လူနေသူတွေစီတည့်ရက်ရအောင်လုပ်ဖို့ EU ဥရောပသမဂ္ဂကိုအာဆီယံလူခွင့်ရေးဆိုင်ရာလွှတ်တော်အမတ်များဖွဲ့ကတိုက်တွန်းလိုက်ပါတယ်စစ်ကောင်ရှင်အောက်ကနေမဟုတ်ဘဲတခြားနိုင်ငံတွေနဲ့ကူညီဖို့လဲအာဆီယံအမတ်တွေက EU ကိုပြောခဲ့ကြောင်းထုတ်ပြန်ချက်မှာပါရှိပါတယ် EU ဘက်ကတော့ကူညီတွေဟာစစ်ကောင်ရှင်စီကိုထည့်ရောက်တာမဟုတ်ဘဲ ကုလသမဂ္ဂနဲ့နိုင်ငံတကာအဖွဲ့တွေအရက်ဘက်အဖွဲ့တွေကနေတဆင့်သွားတာဖြစ်ကြောင်းပြောကြတယ်ဆိုပြီးအာဆီယံမတ်တီကထုတ်ပြန်ခဲ့ပါတယ်2029နှစ်ကုန်မှာရုရှားကနေပြီးဒဏ်ငွေတင်သွင်းမှုတွေကိုအပြည့်ရဆိုင်ဖို့ဥရောပသမဂ္ဂဝင်နိုင်ငံတွေသဘောတူခဲ့ကြပါတယ် ဒီရောပါပါလီမန်ကနေပြဋ္ဌာန်းပေးဖို့လိုနေသေးတဲ့ဒီစီစဉ်မှာယူကရိန်းစစ်မှာရုရှားကိုစရိတ်ထောက်သလိုဖြစ်နေတဲ့စွန့်ရင်တင်ပို့မှုတွေကို ဟန်တားဖို့စီစဉ်ထားပါတယ်ဒီစီစဉ်ကိုဟန်ဂေရီနဲ့ဆလိုဗက်ကီးယားကစန့်ကျင်လာမှာကိုလည်းပယ်ချဖို့ပြင်ဆင်ထားပြီးဒီနိုင်ငံတွေကရုရှားစီကနေဓာတ်ငွေဝယ်တာတွေကိုရပ်တန့်ရမှာဖြစ်ပါတယ် တာရှင်များခင်ဗျာကြားဖြန့်ငွေလိမ်လုပ်ငန်းတွေရှိတဲ့ထိုင်းနယ်ဆက်မြရီမြို့နယ်က KK Park ကိုပြီးခဲ့တဲ့ရက်ပိုင်းကဝင်စီးခဲ့တဲ့ဆိုပြီးစစ်တပ်ကသတင်းထုတ်ပါတယ်။နေကြားဆောင်တက် BGF ထိန်းချုပ်နေပြီဖြစ်တဲ့အဲ့ဒီနေရာကိုစစ်တပ်ကပါချောင်းဝင်စီးတာလေ။ကိုကျော်စီရက်ကပြောပြပေးပါမယ်။ KK Park ကိုဝင်ရောက်ဆင်းနှင်းချိန်မှာ online ငွေလိမ်လုပ်ငန်းတွေကအလုတမား2200ဝန်းကျင်နဲ့အဆောက်အအုံ၄ခုပေါ်ကနေ Starlink Internet အလုံး30ဖန်းစီရမိတယ်လို့ စစ်တပ်ကသတင်းထုတ်ပြန်ပါတယ်။ဒါ့အပြင်အဲ့ဒီနေရာမှာဆောက်လက်ဆအဆောက်အုံတွေနဲ့ဆောက်လုပ်ပြီးစီးပြီးလုပ်ငန်းလည်ပတ်နေတဲ့အဆောက်အုံတွေကိုပါတွေ့ရတယ်လို့ပုံတွေနဲ့တကဒီကနေ့သတင်းစာမှာဖော်ပြပါတယ်။ KK ပတ်အပါအဝင်မြဝတီမြို့နယ်မှာရှိတဲ့ရွှေကုတ်ကိုမဲထော်တလေးနဲ့ကြောက်ခတ်တို့ဟာကြားဖြတ်ငွေလင်ဂိုင်းတွေအပြင်လူကုန်ကူးမှုမွေးစေဘွားလုပ်ငန်းတွေပါရှိတဲ့နေရာတွေဖြစ်ကြော်ကြားတဲ့နေရာတွေဖြစ်ကြပါတယ်။ KK ဘက်ကတော့ BGS ဒေတာမှုဗိုလ်မှူးချုပ်စောတင်ဝင်းဦးဆောင်လုတ်ကင်နေတာလို့ BBC ကစုံစမ်းသိရှိရပါတယ်။ KK ဘက်နဲ့ပတ်သက်ပြီးမြေပြင်အခြေအနေသိရှိသူပြောပြထားတာကိုလုံခြုံရေးအသံစာထုတ်ဖတ်ထားပါတယ်။ KK ဘက်ကအရင်အေးဆိုင်နာမည်ပါ။ KK ဘက်ကအရင်ကျေပြန့်နေ။ရွှေကုတ်ကူမှာပထမကြားပြတ်နေနေရေလုတ်တဲ့အချိန်တော်တော်များများနေရာရွှေ့ပြောင်းသွားကြတာ။အဓိကကြောက်ခတ်တဲ့ဖျားသုံးစုပေါ့။လူသားမဆန်မှုအများဆုံးကတော့ကြောက်ခတ်တဲ့ KK ဘက်အိုက်ဆိုင်နှစ်ခုပဲ။ဒီ KK ဘက်ကစစ်ဒေတာနှစ်စစ်ဒေတာမှုဗိုလ်မှူးချုပ်စောတင်ဝင်းလေးတူတူဦးရဲ့အဓိကထိန်းချုပ်ထားတာဗျ။စစ်တပ်ရဲ့ထုတ်ပြန်ချက် တဲ့အရာ၄ကီဂေါမျိုးတစ်ကိုအော်တိုဘာလ9ရက်နေ့မှာပြန်လည်ထိန်းချုပ်နိုင်ခဲ့ပြီး KK ဘက်ကပါတပြိုင်တည်းဝင်ရောက်စီးနင်းခဲ့တာလို့ဆိုပါတယ်လက်ရှိ KK ဘက်မှာကြားဖြန့်လုပ်ငန်းတွေလုံးဝရပ်ဆိုင်းသွားပြီလားဖမ်းဆီးခံရသူတွေရဲ့အခြေအနေဘယ်လိုရှိသလဲဆိုတာနဲ့ပတ်သက်လို့ BBC ကဆက်လက်စုံစမ်းမေးမြန်းနေပါတယ်အခုစစ်တပ်က KK ဘက်ကိုဝင်ရောက်စီးနင်းမှုလုပ်ခဲ့တာကို BGF ဘက်ကကြိုတင်သိရှိထားပြီးသားလားဆိုတာသိရဖို့စစ်ကော်မရှင်ပြောခွင့်ရသူဗိုလ်ချုပ်စောမင်းထွန်းနဲ့ BGF တာဝန်ရှိသူတွေကို BBC ကဆက်သွယ်ခဲ့ပေမဲ့ညနေပိုင်းအထိအကြောင်းပြန်ကြားတာမရှိသေးပါဘူးမြဝတီမှာ ရှိတဲ့အကြာဖြတ်ငွေလေလုပ်ငန်းတွေနဲ့ပတ်သက်ပြီးကရင်ပြည်နယ်ဝန်ကြီးချုပ်ဦးစောခင်မောင်မြင့်ပြောပြတာကဒီအကြာဖြတ်ကိစ္စတွေကတော့တော်တော်များရှင်းထုတ်လိုက်ပြီးပါပြီ။အဲဒီမှာသူတို့ဆောင်ရွက်တဲ့အပေါ်မှာရအစိုးရအဖွဲ့ကဝိုင်းဝန်းပြီးတော့ကုညီဆောင်ရွက်ပေးပါတယ်။ပြောရရင်အစိုးရအဖွဲ့လည်းအဲဒီနေရာကိုဘယ်လိုမှသွားရောက်လို့လည်းမရဘူးဆိုတော့သူတို့တင်ပြမှပဲသိကြတယ်။နေမြေတွေမှာသွားရောက်ပြီးတော့မှဒီဒီကုစီစီတာတို့လည်းလုပ်လို့မရဘူး။ ပြီးခဲ့တဲ့မလကတော့စစ်တပ်နဲ့ BGA အဖွဲ့ပူးပေါင်းပြီးရွှေကုတ်ကိုမှရှိတဲ့ online ငွေလိမ်လုပ်ငန်းတွေကိုဝင်ရောက်ဆင်းသိမ်းပြီးဖမ်းဆီးရမိတဲ့နိုင်ငံသားတွေကိုတပ်ဆိုင်ရာနိုင်ငံတွေစီလွှဲပြောင်းခဲ့ပါသေးတယ်။ဒါပေမဲ့မလကုံပိုင်းကစပြီးဖမ်းဆီးတဲ့လုပ်ငန်းစဉ်တွေလုံးဝရပ်ဆိုင်းသွားခဲ့တာဖြစ်ပါတယ်။ KGB တိဆောက်ရေးလုပ်ငန်းတွေကို2020ခုနှစ်မှာစတင်ခဲ့ပေမဲ့2021အာနာသိမ်းမှုနောက်ပိုင်းမှာသာအလုံးရင်းနဲ့တိဆောက်ခဲ့တာလို့ Justice for Myanmar အဖွဲ့ကသတင်းထုတ်ပြန်ထားပါတယ်။တော်ရရှိမြက်ခင်ဗျာဒီရပိုင်းထိုင်းကို TM ဝင်သွားတဲ့မြန်မာနိုင်ငံသားယာနဲ့ခီပြီးတော့ဇက်တိုက်ဖမ်းခံရပါတယ်။အများစုကထိုင်းမှာအလုပ်လုပ်ခွင့်ရမယ်ပန်းရောင်ကပ်လုံးလို့ရမယ်ဆိုပြီးမလုံးပေးမှုကြောင့်တရားမဝင်ဝင်လာရင်ဖမ်းခံရတာဖြစ်ပါလေ။ထိုင်းကပန်းရောင်ကပ်ပေးတာတွေပြန်ပိတ်သွားတဲ့ကြောင်းမသိကြတာလားမသိသိနယ်ကစူးစီးပြောပြပေးပါပဲ။ အော်တိုဘာလ16ရက်ကနေ19ရက်အထိ၄ရက်မှာတရားမဝင်နေစားဖြတ်ကျော်မှုနဲ့အဖမ်းခံရတဲ့မြန်မာရွှေ့ပြောင်းလုပ်သား၄၀၀ခန့်ရှိတယ်လို့အလုတ္တမအရေးကူညီသူတွေကပြောပါရယ်အများစုဟာပန်းရောင်ကတ်ရှောက်ခွင့်ကိုထိုင်းအစိုးရဘက်ကအော်တိုဘာလ15ရက်နေ့မှာစဖွင့်ပြီးနောက်ရက်မှာပြန်ပိတ်သွားတာကိုမသိဘဲပွဲစားတွေရဲ့မှတ်လုံးပေးလိမ်လည်မှုကြောင့်မျောလင့်ချက်နဲ့လာရောက်ရင်းအဖမ်းခံရတာလို့ဆိုပါရယ် ထိုင်းအစိုးရဟာနယ်စပ်လုံခြုံရေးအကြောင်းပြချက်နဲ့နယ်စပ်ပေါက်တွေကိုတိချစီစစ်နေတဲ့အကြောင်းမြန်မာပြည်သားများအရေးပူးရဲလှုပ်ရှားမှုကော်မတီဥက္ကဋ္ဌဦးမိုးကျိုးပြောတာကအခုရပိုင်းမြန်မာတွေကအသွားပိုများတာကတိုင်းမှာတိုင်းအောင်ကတ်တဲ့အထောက်ထားအစ်စ်ဖွင့်ပေးမယ်ဆိုတဲ့တွဲစားတွေရဲ့မဲလုံးပေးတွဲဆောင်မှုနဲ့တိုင်းနိုင်ငံကိုခက်မြန်မြန်ရောက်နိုင်ရမြန်မြန်ရောက်အောင်သွားတယ်ဒါပေမဲ့အစ်စ်တဲ့တိုင်းနဲ့မနေ့တနေ့ကပဲတိုင်းအစိုးရကနေပြီးတော့အဲဒီတိုင်းအောင်ကတ်တဲ့ ထုတ်ပေးရေးလုပ်ငန်းရှင်ကိုနေစားရေးကမတည်ငြိမ်မှုကိုအကြောင်းပြပြီးတော့ခိတ္တရဆိုင်ဟပ်ပလိုက်ပေးတာဒါပေမဲ့အဲ့ပွဲစားတွေရဲ့တားကောင်ဖြစ်တဲ့ဖြေပြောင်းလူသားတွေကအဲ့ဒီသတင်းချက်လက်ကိုမမှန်ငန်သိတော့သိကြရလားအများစုဝင်ရောက်နေတဲ့ကန်ချနာဘူဒီအပါအဝင် နေဆက်ခရိုင်14ခုကဂိတ်ပေါက်တွေကိုထိုင်းအစိုးရကမြေပြင်ရောဝင်ဟင်ကပါတရုံးနဲ့စောင့်ကြည့်နေတာကြောင့်လွန့်လန်းမရှိဘူးလို့ဆိုပါတယ်။ဒါကြောင့်ပိုတရိထားဖို့လက်ရှိထိုင်းမှာနေထိုင်တဲ့မြန်မာအလုတ္တမအရေးကူညီဆောင်ရွက်ပေးနေသူမြန်မာနိုင်ငံအလင်းသည့်အလုတ္တမများတမကအဖွဲ့ချုပ်ဥက္ကဋ္ဌဒေါ်တင်နေဝေပြောတာကအဲလက်ရှိအချိန်မှာကျမတို့မြန်မာပြည်ကနေပြီးတော့ဒီထိုင်းဘက်ကိုအလုတ်လာလို့မဲ့အလုတ္တမတွေအားလုံးအနေနဲ့တည်တည်ဆဆာစဉ်းစားပြီးတော့မှတည်တည်ဆဆာအဆုံးခံပြီးတော့မှလာစေချင်ပါတယ် ယ်ဘာဖြစ်လို့လဲဆိုကျမတို့အခုရက်ထဲမှာအဖမ်းဆီးခံရတဲ့အခြေအနေကမြန်မာလူ့သမားတွေအများပြားရှိတယ်။နောက်ဆုံးကျမတို့ဒီဘက်ကိုရောက်လာတဲ့ဆိုရင်ဒီဘက်မှာအဲကျမတို့ထိုင်းနိုင်ငံမှာတရားဝင်နေထိုင်မှုအတွက်အလုံးလုံးကိုအတွက်ဆိုအထောက်အထားတွေလုပ်တဲ့အပေါ်မှာလည်းကျမတို့ကြံ့ကြာတယ်။ထိုင်းဘက်ကိုမြန်မာအများစုတရားမဝင်ဝင်ရောက်နေတဲ့လမ်းကြောင်းတွေတဲကမော်လမြိုင်တနင်္သာရီနဲ့အနီးဆုံးဖြစ်တဲ့ကန်ချနာဘူရီလမ်းကြောင်းအပြင်မြဝတီမဲဆောက်လမ်းကြောင်းနဲ့ရနောင်းလမ်းကြောင်းကိုပို့ပြီးစစ်ဆင်နေတာပါလက်ရှိအဖမ်းခံရသူအမ များစုဟာဖျားသုံးစုကနေရီလန်တော်လန်စတဲ့တရားမဝင်လမ်းကြောင်းတွေကတဆင့်ထိုင်းနိုင်ငံနဲ့ဝင်ပြီးမှလာခေါ်မဲ့ပွဲစားကိုစောင့်ဆိုင်းရင်းအဖမ်းခံရတာတွေဖြစ်ပါတယ်ရှင်တော်ရရှိမြတ်ခင်ဗျာစကိုင်းတိုင်းကချင်းတော်လှန်ရေးဖွဲ့တွေရှိတဲ့ကလေးတမှုလမ်းတလျှောက်စစ်တကအလုံးရင်းနဲ့စစ်ကြောင်းထိုးနေပါတယ်ဒါပြင်ကလေးကံကောလမ်းမကြီးကိုပါစစ်ကြောင်းထိုးနေတဲ့အတွက်အဲ့ဒီလမ်းမကြီးတွေကဘလောက်ရေးပါတယ်လဲမတ်တရာကစူးစိပြောပြပေးပါမယ် စစ်တပ်ဟာဒီရက်ပိုင်းကစပြီးချင်းတော်လန်ရေးအဖွဲ့နဲ့ဒေသကောင်ဝေးရေးအဖွဲ့တွေစုမိုးထားတဲ့ကလေးမျိုးမြောက်ဖက်တမူးမျိုးစီကိုစစ်ကြောင်းထိုးနေတယ်လို့ဒေသခံတွေကပြောပါတယ်။ကလေးတမူးလန်အနီးစစ်တပ်ထိန်းချုပ်ထားတဲ့ချင်းတောင်ခြေကခိုင်ကန်းနဲ့ခုနှစ်မိုင်အကွာရှုကင်းသာမှာပါစစ်တပ်ကအင်အားတွေထပ်တိုးပြီးတက်ဆွဲထားတယ်လို့ဆိုပါတယ်။လက်ရှိတမူးခရိုင်ခမ်းမမြို့အနီးကကြေးရွာတွေအထိစစ်ကြောင်းရောက်လာတာကြောင့် ကလေးခမတ်လန်းကိုပါတော်လိုင်းအဖွဲတွေကယာယီပိတ်ထားရတယ်လို့ဒေသခံတွေက ပြောပါတယ်ဒီအခြေအနေကိုသိတဲ့ကလေးမျိုးဒေသခံတဦးပြောတာကဦးရနေတိုင်းတော့တနေ့၄နှစ်ကောက်လောက်လာပြီအဲ့ပို့တယ်ကားရပြန်ပို့အဲ့ဒီကားရပြန်ပို့အဲ့ဒါပြီးလို့ချေတူတူခုကလူရလည်းအစရလည်းလူတရင်လည်းထွက်နေပါသူအမြောက်ပိုင်းကို တော်ဝင်အပြီးထိုးမယ်ဆိုတော့အဲဒီမှာအခုတော့ထိုးကြရပြီးတဲ့တည်းနေလာပါစထိုးကြသူကဘယ်ကစထိုးရလဲဆိုတော့အဲဒီမှာခွန်ကြောင်းနဲ့စထိုးတော့ပေါ့ကြောက်ပြီးရှင်ကန်ကြီးရွာအဲအဲ့လိုဆက်ထိုးတော့ဟိုဘာနန်းဆန်းပူလို့ကန်ပါတော့တော့ဘယ်လိုရွာရွာစင်းလိုက်ပေါ့ငါလည်း၆မိုင်းအဲ့လိုမဒီရဆက်ထိုးရတာအကြမ်းကြီးဒီဘက်ချမ်းရွာတွေကိုတစ်စင်းပြီးဆက်ထိုးတော့ပေါ့အခုတော့စဝါရီစီရောက်ပါပြီလို့ပြောစကြောင်းဟုတ်တယ်စဝါရီစီလို့ကျေကျတော်ကြီးစီကျတော်ကြီးဘီလို့ကျေဆက်ပတ်တော့ရောက်ပါအော်တိုဝါ16ရက်နေ့ကလည်းကလေးကံရောကားလမ်းမပေါ်ကချင်းကောင်ဝေးတက်တွေထင်းကျုတ်ထားတဲ့မှန်တော်ရွာကိုစစ်တပ်ဘက်ကပြန် န်ထိန်းချုပ်လိုက်ပြီလို့ဒေသနှင်းသတင်းတွေမှာဖော်ပြထားပါတယ်။လာမယ့်ရွေးကောက်ပွဲမှာသခိုင်းတွေကကလေးတမူးနဲ့ချင်းဘက်ကဟာခါနဲ့တီးတိမ်မျိုးတွေပါဝင်ပါတယ်။ဒါကြောင့်ဒေသကော်မတီရဲ့အဖွဲ့နဲ့နှိစက်သူတွေကတော့အဲ့ဒီမျိုးတွေတဝိုက်ကိုရွေးကောက်ပွဲမတိုင်ခင်အလုံးစုံထိန်းချုပ်ဖို့ပြင်ဆင်နေတာဖြစ်နိုင်တယ်လို့ပြောပါတယ်။ပြီးခဲ့တဲ့ရက်ကတော့စစ်တပ်ထိန်းချုပ်မှုအောက်မှာရှိတဲ့ဟာခါမျိုးမရဲစခန်းကိုစီရီးယားဟာခါအဖွဲ့ကဥဆောင်ပြီးချင်းတော်လန်ရဲ့အဖွဲ့တွေဝင်ရောက်စီးနင်းခဲ့တယ်လို့ဒေသခံတွေကပြောပါတယ်။ ဟာကမျိုးအခြေအနေနဲ့ပတ်သက်ပြီးဒေသခံတအူးပြောတာကခေါ်ထုတ်တဲ့သူတွေကတော့တော်စီတဲ့ပြေဖို့တောင်းဦးရဲ့ကျတော့ CNA တတန်းဦးရဲ့ကျတော့ပြန်လဲအကျဉ်းချတဲ့တာမန်လူတွေမတရားဖမ်းတဲ့ဟာစီတွေပေါ့နော်ကျတော့ဖုန်းထဲမှာကိုယ်ပတ်သက်တဲ့ဘာညာစုမတရားဆွေးထားတဲ့လူတွေပေါ့နော်ကျတော့လောကကတော့ရန်တမ်းပြစ်တာပဲ ေးအေးဆေးပါပဲဟာအိန္ဒိယမြန်မာနယ်စပ်ကွန်တွေကြီးမှာတမှုနယ်စပ်ထက်ချင်းတော်လန်ကြီးအဖွဲတွေထင်ကျွတ်ထားတဲ့ recorder နယ်စပ်ကိတ်ကပိုအဆင်ပြေတာကြောင့်တမှုလန်ပတ်ထိုးစစ်ဆင်နေတာဟာကွန်တွေကြီးအတွက်မဖြစ်နိုင်ဘူးလို့ကွန်တွေတွေကပြောပါတယ်ရှင်နောက်ဆုံးရသတင်းတွေကို BBC ကအချိန်နဲ့တပြေးညီတင်ဆက်ပေးနေပါတယ်ခင်ဗျာ တင်လာညာချန် BBC မြန်မာပိုင်းအစီအစဉ်ဒီတင်ပြီးဆုံးပါပြီ BBC ကနားဆင်တဲ့အတွက်ကျေးဇူးတင်ပါတယ် BBC သောတာရှင်များတကွာမြန်မာပြည်သူပြည်သားပေါင်းကိုဆင်းနေဖျား AGMB ဘေးပြာတွေကင်းဝေးကြပါစေလို့ BBC Why Not သူ Why Not ဒါရီကဆုမကောင်းတောင်းလိုက်ပါတယ်ခင်ဗျာ BBC ကထုတ်လွှင့်နေတဲ့အစီအစဉ်တော်တော်များများကို www.bbcworldservice.com/podcast ကနေ download လုပ်ပြီးနားဆင်နိုင်ပါတယ်ရှင်။